မြမသမိုင်းကိုအမှန်တိုင်းပြန်ရေးမယ်လို့ယဉ်ကျေးမှုနဲ့သာသနာရေးဝန်ကြီးကပြောဆိုလိုက်ပါတယ်။ဇေယချမ်းအေးသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ခေါင်းကွာ62ခုနှစ်နောက်ပိုင်းကနေစပြီးမြမနိုင်ငံရဲ့သမိုင်းကိုမှန်မှန်ကန်ကန်မှတ်တမ်းတင်နိုင်တဲ့အခြေအနေရှိခဲ့တဲ့အတွက်ယဉ်ကျေးမှုနဲ့သာသနာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးသူရဲဦးအောင်ကသမိုင်းကိုအမှန်တိုင်းမှတ်တမ်းတင်ဖို့ပြောဆိုလိုက်တာပါ။အော်တိုဘန်29ရက်နေ့ကရန်ကုန်မြို့အမျိုးသားစာကြည့်တိုင်းမှာပြုလုပ်တဲ့ မြန်မာသမိုင်းအဖွဲ့အစည်းအဝေးမှာသူရဦးအောင်ကိုကအခုလိုပြောဆိုခဲ့တာဖြစ်ပြီးသမိုင်းကိုအမှန်တမ်းပြန်ရေးနိုင်မှုမြန်မာသမိုင်းအဖွဲ့ကိုတာဝန်ပေးအပ်ခဲ့ပါတယ်လူလေဒူအောင်ကလာကစပြီးတော့မှဒီကနေ့ထိဒီမိုစီခတိရသမိုင်းကိုအရှိကိုအရှိတိုင်းအဖြစ်ကိုအဖြစ်မှန်တိုင်းခုနကလေကိုရဲ့အာဘောကိုရဲ့တုံးတဲ့ချက်ကိုရဲ့တဘောရမ်းမပါဘဲနဲ့ ြုစုဖို့ပြန်လည်းပြုစုဖို့နောက်ပြီးတော့ကျောင်းတွင်တဲ့တက်သူတွေမှာတမိုင်းဘာသာရဲ့အခန်းကဏ္ဍကိုမြင့်တင်ပေးနိုင်ဖို့အတွက်ကိုလိုအပ်တဲ့လိုအပ်တဲ့ incentive ပြပေးဖို့ဆိုပြီးမှအဆူဆာလန်ဆောင်ကျွန်တော်ညံမိသည်များရေးသားခဲ့ပါတယ် မြန်မာနိုင်ငံကတမိုင်းမှတ်တမ်းအများစုဟာဖြစ်စဉ်အမှန်တွေကိုမှတ်တမ်းပြုလုပ်တာတက်ဖုန်းတော်ပွဲတွေသာများပြားနေတယ်လို့လည်းသူရဝန်ကကဆက်ပြောပါတယ်။တိုင်းနိုင်ပြည်သူတို့ရဲ့စာရေး၊ဝေး၊နေချီမီနိုင်ငံရေးလှုပ်ရှားမှုနောက်ဥဆောင်ရတဲ့စူပါတီတီရဲ့အုတ်ချွေပြုပြောင်းနေမှုအဲအဲ့ဒီအချိန်မှာအသာကြီးတဲ့အားရတဲ့ကိုကျွန်တော်တို့ပဂတိတိုင်းလဲဟိုထုတ်ဤသားမှုသူတင်တာပြုဖို့ကျွန်တော်တို့တိုင်းမတိုင်းတိုင်းမှာကုနာဘူးဒီကျွန်တော်ဒီများကြီးဖြစ်တဲ့ ဟုတ်ချုပ်သူများရဲ့ဘုံမခွေကသာဖို့ထုတ်ဤတိုင်းမပြုပြီကိုလည်းခံမှန်ကျွန်တော်ဆွေးနွေးပြင်ပြလိုပါတယ်အခုလိုတမိုင်းဖျက်တွေကိုပြန်လဲပြင်ဆင်ဖြည့်ဆွတ်မှုတွေပြုလုပ်ဖို့ပြင်ဆင်တာဟာအရင်ဆိုးရဆက်ဆက်ကိုအပြစ်တင်လက်စားချေလိုတာကြောင့်မဟုတ်ပဲနောက်လာနောက်သားတွေဖြစ်ရမှန်ကိုလေ့လာနိုင်မှုသာဖြစ်တယ်လို့လည်းဝန်ကြီးကပြောဆိုပါတယ်ကျွန်တော်ကဆရာချန်ကြီးပါသူငယ်များပြင်ပါတယ်